ားလုံးပဲမင်္ဂလာပါရှင့်မြေစုခင်မင်းရနေကျေးဇူးလိုက်ပါတယ်ဒီနေ့မှာတော့မြေစုက RP Mission with 3 Net 4အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ် with 3မှာဆိုရင်တော့အာမြေစုတို့ဒီပထမဆုံးတစ်ခုအနေနဲ့ကတော့ Iran ကိုဆော့ပြီးတော့မှ military base မှာ ပကျင်းလီလီစင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ V3 only မှာပဲမိနစ်60ပွဲထဲမှာစောကစားပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Rondo ဆိုတဲ့မြေပုံအစ်စ်မှာ Jayna City မှာပကျင်းစင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ Atar City ကိုဆော့ရ်ဆယ်ကျင်းကြော်ဖြတ်ပေးရမှာဖြစ်ပါတယ် Classic Mode ထဲမှာပါနောက်တစ်ခုကတော့ Enemy ကိုမီတာတရာအဝေးကနေ2ကျင်းပစ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ Teammate ကို10ကျင်း Classic Mode ဆော့ရင်လည်းကုပေးရမှာစေးကုပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ LMG Light Machine Gun နဲ့ Enemy 9កောင်ကို Classic Mode မှာပစ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့က ော့ classic mode မှာပဲကိုယ့်ရဲ့ teammate နဲ့အတူ airdrop ကို6ကြိမ်ကောက်ပေးရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ classic mode ဆိုရင်လည်း AKM 5ကြိမ်ကောက်ပေးရမှာပါ။နောက်ထပ်တစ်ခုအနေနဲ့ကတော့မျိုးစုအသစ်ထွက်တဲ့ event မှာပေါ့နော် classic mode ဆိုရင်လည်းရထားတစ်ကြိမ်စီးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဂိမ်းထဲကို V3 only မှာပဲ3ရက်ပြည့်အောင်ဝင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ classic mode ဆိုရင်လည်း map pack ဒီကိုတငယ်ချင်းနေပို့ပို့ပေါ့နော်စေးကူပေးလို့ရတဲ့မက်ပတ်အထုပ်ကလေးကိုတချင်းကောက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode ဆိုရင်လည်း influence နဲ့ enemy တကောင်ပစ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ classic mode မှာ mac ကိုတချင်းအသုံးပြုပေးရမှာဖြစ်ပါတယ်ဒါတွေကတော့ v3 only mission တွေဖြစ်ပါတယ်နောက်ထပ် v4 only မှာပေါ့နော် v4 ရဲ့ mission တွေကိုကြည့်မယ်ဆိုလို့ရှိရင် v4 v4 မှာအဲ gain နဲ့မှာ minute 60အသုံးပြုပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ elongate ဆော့ရင်နဲ့မှာ smg နဲ့ enemy 9កောင်ပစ်ပေးရမှာဖြစ်ပါတယ် ောက်တစ်ခုကတော့ classic mode ဆိုရင်လည်းကိုယ့်ရဲ့ teammate နဲ့အတူပန်နဲ့ enemy နှကောင်ကိုရိုက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ arena mode ဆော့ပြီးတော့မှ enemy ဆဲကောင်ပစ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ we for only မှာပဲ game ထဲကို၃ရက်ပြည့်အောင်ဝင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ rondo ပြပုံအစ်တမှာ region ဆိုတဲ့နေရာကိုတကြိမ်လေးဒီစင်းပြရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode ဆိုရင်လည်းကားတိုင်ယာဆိုင်ကယ်တိုင်ယာတွေကိုနှစ်ခါဖောက်ပြရမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ Compensator 5ချိန် Classic Mode မှာကောက်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ Classic Mode ဆိုရင်လည်းမှ minute 60အတွင်းမှာ enemy တကောင်ကို lady စင်းစင်းချင်း minute 60အတွင်းမှာပြစ်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့က Classic Mode ဆိုရင်လည်း helmet အုပ်ထုပ်ပေါ့နော် level 3ကို2ချိန်ကောက်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့ teammate နဲ့အတူ Classic Mode ဆိုရင်လည်းမှ top 3ဝင်အောင်လို့3ချိန်ပြစ်အောင်လုပ်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ ကလန်ဘတ်တယ်စတဲ့အခါမှာပေါ့နော်ကလန်ဘတ်တယ်ရဲ့ event အတွင်းမှာပဲ contribution point ဆိုတဲ့ point လေးတွေ50ပြည့်အောင်လုပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့အဲမတူညီတဲ့တငယ်ချင်း3ယောက်ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်း3ယောက်ကိုဒီ BP လေးတွေဒါမှမဟုတ်ရှင် gift လေးတွေပေးပို့ပေးရမှာဖြစ်ပါတယ်ဒါတွေအားလုံးကတော့ wait for ရဲ့ mission လေးဖြစ်ပါတယ်ရှင်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် Lucy Diamond နဲ့ HOK Token တွေဝယ်ယူခြင်းနဲ့ဆိုရင်တော့မြစုရဲ့မြစု Gaming Shop Facebook Page နဲ့ Telegram မြစု Gaming Shop Group မှာစိတ်တိုင်းကြဝယ်ယူနိုင်ပါတယ် Game နဲ့ဝင်ဝင်ပေးတဲ့ login UCD ကိုလည်း100%ယူကြည့်စေချာချာနဲ့ ဖွဲ့ယူနိုင်ပါတယ်ရှင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ကျေးဇူးပါ